ကြပ်လာကဲမေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြည့်အသက်တန်းတလတိုးထားတဲ့စစ်ကောင်စီတပ်ကတောင်ပြေနောင်ချုံမြို့နယ်နဲ့တပိတ်ကျင်းတို့မှာထိုးစစ်ဆင်ပြီးဒရုန်းအတုံးပြုတ်တိုက်ခိုက်တယ်လို့လက်နက်ကြီးအပါအဝင်လေကြောင်းကနေနှင်းစင်ပစ်ခတ်တိုက်ခိုက်နေပါတယ် တဖက်တက်ထိုးစစ်စင်တိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ကမနေ့မေလ9ရက်နေ့မနက်6နာရီခွဲဝန်းကျင်မှာမိမိတို့တောင်တက်မတော် PSLF DNA ရှိတဲ့တရက်ချိုရွာအနီးကိုထိုးစစ်စင်လာလို့နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်စစ်ကောင်စီတပ်ဟာတရက်ချိုရွာကျေးရွာကိုအမြတ်တက်စခန်းဖြစ်တဲ့တောက်ခမ်900နှစ်တက်စခန်းကနေနေ့လယ်12နာရီခွဲဝန်းကျင်အချိန်မှာဒရုန်းနဲ့ဘုံ၅လုံးအပြင် လက်နက်ကြီးနဲ့ဆယ်ကြိမ်ထက်မနည်းပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အလားတူမိမိတို့တောင်တက်မတော် PSRF DNA ရှိတဲ့နောင်လင်ကျေးရွာအနီးကိုလည်းထိုးစစ်ဆင်လာလို့တစ်ဖက်အပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့နောင်လင်ကျေးရွာကိုလည်းစစ်ကောင်စီတပ်ကနေ့လယ်၁၂နာရီခွဲဝန်းကျင်အချိန်မှာဒရုန်းနဲ့ပုံတီးရှစ်လုံးလက်နက်ကြီးနဲ့ခုနှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်မနေ့မေလ၉ရက်မနက်၉နာရီခွဲဝန်းကျင်အချိန်မှာလည်းစစ်ကောင်စီတပ်က မိမိတို့ PSRF တနားရှိတဲ့ရာပြင်ကျေးရွာကို drone နဲ့ပုံတီးနှလုံးတိုက်ခိုက်ခဲ့တယ်လို့အစိမ့်ငွေဘုံနဲ့လည်း၁၇ကြိမ်လာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။နေ့လယ်တနားဝန်းကျင်အချိန်မှာလဲတဲခေါ်ရွာမှာရှိတဲ့စစ်ကောင်စီတပ်ကမိမိတို့ PSRF တနားရှိတဲ့အုံမတီးကျေးရွာကို drone နဲ့ပုံတီးကိုလုံးအစိမ့်ငွေဘုံလေးလုံးနဲ့တဲချတိုက်ခိုက်ခဲ့တယ်လို့မိမိတို့ PSRF တနားရှိတဲ့တောင်လှကျေးရွာကို လက်နက်ကြီးနဲ့၁၈ကြိမ်အစိမ့်ငွေဘုံနဲ့၆ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ဟာမိမိတို့တောင်းတက်မတော် PSRF TNA တပ်စခန်းရှိတဲ့နေရာတွေကိုစစ်အင်အားလက်နက်ခဲယမ်းတွေဖြစ်တင်ပြီးတစ်ဖက်တည်းထိုးစစ်ဆင်နေတယ်လို့လေကြောင်းတိုက်ခိုက်မှုတွေလည်းနေစဉ်ပြုလုပ်နေပါတယ်မိမိတို့ညီနောင်မဟာမိတ်တုံးဖွဲ့အနေနဲ့ငလင်တန်တင့်ပြည်သူတွေအတွက်ဒူတာချင်းဆန္ဒထောက်ထားတဲ့အနေနဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှအပ ထိုးစစ်စင်နာတွေပြုလုပ်မှာမဟုတ်ပဲအပြည့်ရတော်မှာဖြစ်ပါလေရှင်ဒီမလေဘော့စမင်းမှာဘောဘောညချမ်းကြောက်ကြတာ